မင်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံး2008အခြေခံဥပဒေအသေးစိတ်လေးလာသုံးသပ်ရေးအဖွဲ့တစ်ခုကိုမင်းအောင်လိုက်ကစစ်အရာရှိများဥပဒေသမားတို့နဲ့ဖွဲ့စည်းပြီးစာရင်းများပြုစုတင်ပြကာအခြေခံဥပဒေပါစစ်တပ်အခန်းကဏ္ဍတိုးမြင့်လာနိုင်ဖွယ်ရှိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဏာရှင်အောင်တန်းရှင်ဦးဆောင်ရေးဆွဲခဲ့သော2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအာဏာရှင်နဲ့အာသာချက်များပြင်ဆင်သည့်အချက်များပါဝင်အသေးစိတ်လေးလာသုံး ်သက်ရေးဖွဲ့တစ်ခုကိုမင်းအောင်လိုက်ကဖွဲ့စည်းပြီးစာတမ်းများတင်ပြခိုင်းနေကြောင်းနေပြည်တော်ဆွေးဘက်သတင်းရှင်မြစ်ကပြောဆိုပါရယ်မင်းအောင်လိုက်ကဖွဲ့စည်းလိုက်သည့်2008ဖွဲ့စည်းပုံအခြေခံဥပဒေအသေးစိတ်လေးလာသုံးသက်ရေးဖွဲ့မှစစ်တပ်အရာရှိများကဦးဆောင်ပြီးစစ်တပ်ဘက်ဒေါ်သာအရက်ဘက်ဥပဒေသမားတချို့ကိုပါထည့်သွင်းဖွဲ့စည်းထားကြောင်းအဓိကအားဖြင့်လက်ရှိနိုင်ငံတွင်စီကံပြေဝသောဒီမိုကရေစီစနစ်အကောင့်ထည့်ဖို့ရေးတမတော်ရေးအခန့်ကဏ္ဍများကိုပုံမတို့မြင့်ရန်တို့ပါဝင်ကြောင်းသိရှိရပါသည်အခြေခံဥပဒေမှာတမတော်ရဲ့ ခန့်ကန်တော့တုံ့ပြန်ဖို့နဲ့တက်ချုပ်ကပြင်ဆင်ခြင်းနဲ့အချက်တွေလာမဲလွှတ်တော်မှာပြင်ဆင်ဖို့လို့ယူဆရပါတယ်။တက်ရရှိတွေဥဆောင်ပါဝင်တာမို့အခြေခံဥပဒေပြင်ဆင်ရေးမှာတက်ရခန့်ကန်တော့ပိုပြီးကြီးမားလာနိုင်ပါတယ်။ရေးပေါ်အခြေအနေကြီးညာမှုနဲ့ပတ်သက်ပြီးတက်မတော်ကာကွယ်ဦးစည်းချုပ်ရဲ့ခန့်ကန်တော့ကပိုပြီးထက်ထဲဝင်ဝင်ပါဝင်လာနိုင်တယ်လို့သုံးသပ်ရပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေသမရအရေးချင်းတမက်ချက်တွင်သမရသည်နိုင်ငံဝန်ထမ်းမဖြစ်ရနှင့်လွတ်တော်ကိုယ်စားလှယ်ဖြစ်ပါကလည်းနှုတ်ထွက်ရမည်ဆိုသောအချက်များပါဝင်နေရရင်းအချက်များကိုလည်းပြင်ဆင်မှုများလုံလာနိုင်ပွဲရှိကြောင်းဤပြည်တော်စစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါရ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ63တွင်နိုင်ငံတော်သမရနှင့်ဒုတိယသမရများသည်လွတ်တော်ကိုယ်စားလှယ်ဖြစ်လျင်လွတ်တော်ကိုယ်စားလှယ်ဖြစ်မှ၎င်းနိုင်ငံဝန်ထမ်းဖြစ်လျင်နိုင်ငံဝန်ထမ်းဖြစ်မှ၎င်းနိုင်ငံတော်သမရသို့မဟုတ်ဒုတိယသမ ရာဖြင့်ရွေးချယ်ခံရသည့်နေ့မှစတင်၍နှုတ်ထွက်ပြီးဒုမဟုတ်အငိမ့်ဆောင်ယူပြီးဖြစ်တဲ့ဟုမှတ်ယူရမည်ဖြစ်ကြောင်းပြဋ္ဌာန်းထားပါရယ်အခြားတစ်ဖက်မှာလည်းစစ်တပ်ကပေါ်ဆောင်အကောင့်ထဲပေါ်လို့သောစီကံပြေဝသောဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက်အခြေခံဥပဒေကိုမင်းအောင်လှိုင်ကလိလာတုံ့သက်ခိုင်းထားကြောင်းသိရှိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာနာရှင်အဆက်ဆက်ချိန်မုံဖြစ်စီပေးမယ်ပြည်သူရှိနေတဲ့ရွေးပါတီဆက်ရှိနေမယ်လို့ NLD ကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဟာပြည်သူများတွေကပေါက်ဖွာလာတဲ့ပြည်သူပါတီဖြစ်တာကြောင့်အာနာရှင်အဆက်ဆက်တို့ရဲ့မနာလိုမုံတီစိတ်နဲ့ဘလို့တိုက်ခိုက်ချိန်မုံဖြစ်စီနေပေမဲ့လည်းပြည်သူရှိနေတဲ့ရွေးပါတီရှိနေမယ်လို့ NLD ပါတီကစက်တင်ဘာ29ရက်မှာထုတ်ပြန်ကြေညာလိုက်ပါတယ် NLD ပါတီဟာ1988ခုနှစ်လူလူအရေးတော်ပုံကြီးမှမွေးဖွားခဲ့တာဖြစ်ပြီးဒီနေ့မှပါတီတည်ထောင်တာ38နှစ်ပြည့်မြောက်ပြီလို့အသိပေးကအထက်ပါအတိုင်းပြည်သူရှိတဲ့၍ပါတီရှိနေမယ်လို့ကြေညာခဲ့တာပါ။ ဒိနွေဦးဒေါ်လန်ရေးမှာပြည်သူ့ကောင်ဆောင်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တူတမရကြီးဦးဝင်းမြေပါတီရဲ့အဖွဲ့ဝင်ကောင်ဆောင်တွေပါတီဝင်တွေပါတီကိုအားပေးဝန်းရံကြတဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီကမတရားဖန်စီမှုတွေတရားမျှတမှုမရှိတဲ့ဥပဒေတွေကိုဖန်တီးပြီးတော့ဖိနေအုပ်ချုပ်နေမှုတွေခံစားနေရပါတယ်ပြည်သူတွေအားလုံးကလည်းဒီကနေ့ထိအဲ့ဒီလိုခံစားနေရစေဖြစ်ပါတယ်ဒီလိုမတရားမှုတွေကိုတော်လန့်တိုက်ပွဲဝင်ဖို့ပုံစံမျိုးမျိုးနီးလန့်အသွေးသွေးနဲ့အသက်တွေဘဝ တွေခန္ဓာကိုယ်တွေပိတ်ဆက်ပြီးတော်လန်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းတွေတိုက်ပွဲဝင်နေကြစေဖြစ်ပါတယ်လို့ NLD ပါတီကောင်းဆောင်တဦးဖြစ်တယ်လို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌဖြစ်တဲ့ဦးအောင်ကြည်ညွန့်ကပါတီနှစ်ပတ်လည်ခန္ဓာမှာပြောကြားခဲ့ပါတယ် ကြောင်ဆောင်သွားခဲ့ကြတဲ့အာဇာနည်တွေရဲ့အိမ်မက်တွေကိုဆက်လက်ပုံဖော်တိစောက်သွားကြဖို့ရှင်တန်ကြံရည်နေတဲ့သူတဦးချင်းစီရဲ့တာဝန်လေးဖြစ်တယ်လို့ဥအောင်ကြီးညွန့်ကပြောပါရယ်ဗတ်ဒီရဲ့ဂျင်ညာချက်မှာမင်းအောင်လိုင်းဦးဆောင်တဲ့စစ်ကောင်စီတပ်အာဏာသိမ်းပြီးကလေးကဖမ်းထားတဲ့ဗတ်ဒီဥက္ကဋ္ဌနိုင်ငံတော်ကြီးအတိုင်းမင်ကန်ပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ဒုတိယဥက္ကဋ္ဌတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့ဘယ်နေရာမှာဖမ်းဆီးချုပ်နှောင်ခံထားရတာမသိရသေးဘူးလို့အတိပေးဖော်ပြထားပြီးဂျမ်းမာရေးချင်းနေစိုးရိမ်ရသောသတင်းများထွက်ပေါ်လာ၍ပါတီ နေ့ဖြင့်လည်းအထူးစိုးရိမ်ပူပန်မိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဆင်ရနာတိမ်မှုကြောင့်ပေါ်ပေါက်လာသောမြန်မာနိုင်ငံ၏ပြည်ထနာများကိုဖြေရှင်းရာတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မပါဝင်သောတွိတ်ဆောင်ဆွေးနွေးမှုများသည်ပြည်လည်မှုမရရှိနိုင်သောကြောင့်မတရားဖန်ဆီးခံထားရသောဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အကျဉ်းသားများအလုံးချင်းချက်မရှိအမြင့်ဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများပြည်ရင်းပြည်ပမိဖက်အင်အားစုများကဆက်လက်ကြိုးပမ်းအားထုတ်ပေးကြပါရန်နှင့်မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်းအလုံးနှင့်အတူထိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည် လို့ NLD ပါတီကထုတ်ပြန်ပါတယ် NLD ပါတီဟာ2020ရွေးကောက်ပွဲမှာမင်းဆန္ဒနဲ့အားလုံးရဲ့80ရာခိုင်နှုန်းကျော်အနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020အထွေထွေရွေးကောက်ပွဲရလဒ်ကိုတရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်တာကြောင့်ပြည်သူဆန္ဒနဲ့အညီဖြစ်တဲ့2020အထွေထွေရွေးကောက်ပွဲရလဒ်ဟာနောက်တစ်ချိန်ကျင်းပမယ့်လွတ်လပ်ပြီးတရားမျှတမှုရှိသောရွေးကောက်ပွဲရလဒ်ပေါ်ထွက်လာချိန်ထိတရားဝင်တည်ရှိနေမယ်လို့လည်း NLD ပါတီကထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တပ်ကလည်းရွေးကောက်ဝယ်ကျင်းပဖို့လှုံ့ဆော်နေတာဟာအာဏာသိမ်းပြီးပေါ်လာတဲ့ပြဿနာအရရဲ့ကြောင့်နိုင်ငံတကာအနေနဲ့ပြည်သူကိုထက်မှန်လေစားဖို့နိုင်ငံရေးတရားဝင်မှုရဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်း NND ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ရဲ့ရွေးကောက်ဝယ်ဟာတရားဝင်မှုနဲ့တရားမျှတမှုလည်းရှိမှာမဟုတ်တာကြောင့်လက်မခံအတိမတ်မပြုပိုးပေါင်းဆောင်ရွက်မှာမဟုတ်ကြောင်း NND ကထက်လောင်းအသိပေးခဲ့ပြီးစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ဝယ်အကောင့်ထဲမပေါ်လာဖို့မိဖက်အင်အားစုများအားလုံးနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာခဲ့ပါတယ် မြန်မာနိုင်ငံရဲ့ပြည်ထနာရရက်ကိုပြည်နေစေရေးအာဆီယံပါဝင်အိန္ဒိချင်းနိုင်ငံတွေနဲ့မိဖက်နိုင်ငံတွေရဲ့ဂျိုးပန်းအားထုတ်မှုတွေကိုအတိမတ်ပြုကျေးဇူးတင်ကြောင်း NNI ကဖော်ပြခဲ့ပြီးနိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြည်နေစေရေးအတွက်တောင်မဟုတ်ဘဲ တည်တနာရင်းမြစ်ကိုသိရှိရန်လိုအပ်ပြီးအထူးရောင်ရွေးကောက်ပွဲပါဝင်ဆေးအာနာရှင်စနစ်တက်ဆိုးရှည်ရီကိုအထောက်အကူဖြစ်စေမဲ့ကိစ္စရက်တွေရှောင်ရှားဖို့ပြည်သူလူထုစံနာပေါ်အခြေခံစဉ်းစားဆောင်ရွက်ဖို့ NLD ကဖော်ပြခဲ့ပြီးအဲ့ဒီလိုစဉ်းစားဆောင်ရွက်မှသာရေရှိခိုင်မာသောတည်ငြိမ်အေးချမ်းမှုကိုရမယ်လို့အတည်ပြုပါရယ် ် NLD ပါတီဟာ2020နိုဝင်ဘာရှိရရွေးကောက်ပွဲမှာမဲဆန္ဒနဲ့အားလုံးရဲ့80%တသမ36ရာခိုင်နှုန်းအနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါတယ်။နိုင်ငံတော်မဲဆန္ဒနဲ့1190ခုမှာ NLD က920ဦးရွေးချယ်တင်မြောက်ခံခဲ့ရကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ နျူကလ িয়ার ဓာပင်စက်ရုံတိဆောက်နိုင်ရေးဆက်ကူညီပေးဖို့ရုရှားထံစစ်ကောင်းဆောင်မြေတားရက်ခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်ဓာကိုထုတ်ယူပြီးနိုင်ငံစည်းဝါးရေးဖွံ့ဖြိုးတိုးတက်အောင်ရည်ရွယ်ထားတာကြောင့်ရုရှားနိုင်ငံအနေနဲ့ဆက်လက်ကူညီပေးဖို့စစ်ကောင်းဆောင်ကမြေတားရက်ခံလိုက်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ကမ္ဘာနှုမျိုးသတင်းပတ်ဖိုရယ်2025ရဲ့မျက်နှာစုံကြီးထိပ်သီးစည်းဝေးမှာစစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့ခေါင်းဆောင်ပို့ချုပ်မှုကြီးမေအောင် င်လိုက်ကတက်ရောက်ပြောကြားခဲ့တယ်လို့နိုင်ငံပိုင်ဝါရဖြန့်သတင်းစာတွေမှာဖော်ပြပါရယ်မြန်မာနိုင်ငံမှာအငင်းစားလျက်စစ်တားပေးဆက်ယုံတိဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အုံလူဆန်အရှိမြစ်တွေနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားနိုင်ငံနဲ့တက်နိုင်သမျှဆက်လက်ကူညီပေးဖို့သူကမြစ်တာရက်ခံခဲ့တာပါ အလောက်တူပြည်ပြည်ဆိုင်ရာအမှုမျိုးစွမ်းရည်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းရည်အကောင့်ထဲပေါ်ရမှာလူဆိုင်အောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးဖို့ကိုလည်းစိတ်ကောင်းဆောင်ကတောင်းဆိုခဲ့ပါသေးတယ်။အဲ့ဒီအတွက်နျူကလ িয়ার စွမ်းရည်ဟာကာဗွန်ထုတ်လွှတ်မှုနယ်ပါတဲ့ Green Energy ဖြစ်တာကြောင့်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းရည်ကနေတည်ငြိမ်တဲ့လျှက်စစ်တားကိုထုတ်ယူပြီးနိုင်ငံစည်းဝါးရေးဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်သွားဖို့ရည်ရွယ်ထားတယ်လို့သူကပြောကြားပါတယ်။စီရီယံဘူကြီးစင်ယော်ကစိတ်ကောင်းဆောင်အနေနဲ့ဘလို့ ခြေအနေဖြစ်ဖြစ်သူအုပ်စိုးတဲ့တပ်တန်းနဲ့အလွန်မှနျူကလ িয়ার ဓာတ်ပိတ်ဆက်ရုံပိုင်းဆိုင်ဖို့လုံမှာဖြစ်လို့ရုရှားကလည်းမြန်မာပြည်ကနေဂုတ်သွင်းဆုတ်သွားနိုင်စရာတွေအများကြီးရှိတယ်လို့သုံးသပ်ပါတယ်။နျူကလ িয়ার ကိစ္စကိုစစ်ကောင်ဆောင်တပ်တန်းနောင်လာမိစရုပ်ထမျိုးဆက်အလုံးစစ်တပ်ကြီးနဲ့ သူအုပ်စိုးလို့ရနိုင်မဲ့သူ့ရဲ့တက်တန်းကာလာတွေမှာနျူကလ িয়ার ဓာတ်ပိစက်ရုံပိုင်းဆိုင်သွားအောင်တော့သူ့အနေနဲ့ဘာပဲဖြစ်ဖြစ်လုပ်မှာပဲစစ်ဖြစ်နေတာလဲနားမလဲဘူးမြေအောင်မှာငလင်ကြောတွေရှိနေတာလဲနားမလဲဘူးရုရှားကလည်းပိုက်ဆံရရင်ပြီးရောလုပ်မှာပဲလေဂျန်နဲ့အချိုးရောအမျက်ရောရုရှားနဲ့သူနှစ်ခုလုံးရမယ်သူရုရှားကနှစ်ခုလုံးရမယ်ဤပညာအတွက်သူ့နိုင်ငံကအလုတ်ကန်ခွင်လန်းကြသလိုတခြားမြမပြည်ကနေကုတ်သွေးဆုတ်သွားနိုင်စရာတွေအများကြီးရှိတယ်လို့စီဒီအမ်ဘိုးကြီးစင်ရောကတုံ့သက်ပြောဆိုကြောင်းသိရှိရပါတယ် ready <laughs>